အလုံးမင်္ဂလာပါခင်ဗျာဒီနေ့မေလ29ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ရက်ပေါင်း20ကြာကြာကျွန်တော်သတင်းကြည့်ရှုတဲ့ဘေးသက်တွေနဲ့ပေါ့နော်သတင်းဘေးသက်တွေနဲ့ခွဲနေရတယ်ကျွန်တော်လည်းတော်တော်လေးလွမ်းမှာနော်သတင်းမတင်ဆက်ရတဲ့ရက်တွေကတော်တော်ကြီးကိုမှအဆင်မပြေဘူးပေါ့နော်ဘယ်လိုပြောရမလဲအဲကွန်မန့်နေမမြင်ရဘူးကွန်တက်မရှိဘူးပေါ့တောင်တောင်ဆက်သွယ်မရှိတဲ့ခါကျတော့ အဲ့ဒီအချိန်လဲတော်တော်လေးပြင်းမှုကောင်းပါတယ်အဲ့တော့ဒီကြားထဲမှာလည်းဖြစ်ပျက်ပေါင်းများစွာ ဖြစ်ပျက်သွားခဲ့တယ်ကျွန်တော်ပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်မတူညီတဲ့အခြေအနေပေါင်းများစွာကြုံတွေ့ခဲ့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုပါပဲမတူညီတဲ့အခြေအနေပေါင်းများစွာကိုကြုံတွေ့ရတယ်ထပ်ပြီးတော့ရင်ဆိုင် ဖြတ်တန်းရမယ် အရာကြီးလည်းအများကြီးပေါ်ထွက်လာခဲ့တယ်ပေါ့နော်။အဲဒါပေမဲ့အဆုံးပြောချင်တာကကျွန်တော်ရက်ပေါင်း20လောက်ပြေးသွားနေလေ။ရက်ပေါင်း20လောက်ကကျွန်တော်ပူတာကိုသွားနေတာဖြစ်ပါတယ်။ချင်းပြည်နယ်ရဲ့ဟုတ်တောင်ထိပ်ပေါ်မြန်မာနိုင်ငံမြောက်ဖြားနော်မြန်မာနိုင်ငံမြေပုံနဲ့ဆိုလို့ရှိရင်ထိပ်တက်တက်မှာရှိတဲ့မြို့တစ်မြို့ပေါ့နော်။ဆိုတော့ပူတာကိုအပေါ်မှာဆိုရင်ခေါလန်ဖူးနောင်မွန်မချမ်းဘောပေါ့နော်ဒီမြို့တွေပဲကျန်တော့တယ်ပေါ့။အဲ့ဒီအထိကျွန်တော်သွားခဲ့ပါတယ်။ကျွန်တော်တော့သတင်းမီဒီယာကိစ္စပါပဲ။သတင်းမီဒီယာကိစ္စနဲ့သွားတာဖြစ်တယ်။ အဲ့ဒီအတွက်လဲစွန့်ပြီးသွားတယ်လို့လည်းပြောလို့ရတယ်နော်သတင်းမီဒီယာကိစ္စဖြစ်နေလို့သွားတာနောက်ပြီးတော့ကချင်ပြည်နယ်ကကျွန်တော်တသက်လုံးတစ်ခါမှချီမချဘူးသေးတဲ့ဒေသလည်းဖြစ်တယ်အဲဒါကြောင့်မလို့ကျွန်တော်ကချင်ပြည်နယ်ဘူတာအုံမြို့ကိုသွားခဲ့တယ်သွားလာစီကဈေးကြီးပါတယ်နော်သွားလာစီဈေးကြီးတယ်နေထိုင်စားသောက်စီလည်းဈေးကြီးပါတယ်ကျွန်တော်ပထမဆုံးကြုံတွေ့တဲ့အရာကပထမဆုံးလေစိတ်မှခြေချချခြင်းဘူတာအုံလေစိတ်မှခြေချချခြင်းကျွန်တော်ဖုန်းကျွန်တော်မိုင်းတန်းနဲ့ MPD နဲ့ကင်တာဆိုတော့ကျွန်တော်ဖုန်းတွေတစ်လုံးမှ line မမိပါဘူး။ကျွန်တော်လာကြုံမဲ့အဖွဲတွေကျွန်တော်ဖုန်းဆက်ဖို့အတွက်ကျွန်တော်ဖုန်းနံပါတ်ကလွယ်ပြီးတော့ဘလူးမှဆက်လို့မရဘူးเนาะကျွန်တော်ဖုန်းနံပါတ်ပဲရှိတယ်ပေါ့။တကယ်ခေါ်လို့မရဘူး။အဲ့တော့ကျွန်တော်အခြားလူရဲ့ဖုန်းငားဆက်ပြီးတော့မှခေါ်တာတောင်ခက်ခက်ခဲခေါ်ရတယ်ပေါ့နော်။အဲအဲ့ဒါနဲ့ကျွန်တော်ဟိုရက်ပေါင်းများစွာကျွန်တော်ဖြတ်တန်းပါတယ်။ ပထမဆုံးရောက်တဲ့ရက်ဒီမှာကျွန်တော်တို့ကအဲ့ဒီ data ကကြာတော့ဒီခရစ်ဘာသာဝင်များတဲ့ရက်ကြာတော့ဒီတနင်္ဂနွေနေ့တွေကြာရင်ကျွန်တော်တို့အလုပ်လုပ်လို့မရဘူးပေါ့နော်အဲ့တော့ပထမရောက်တဲ့ရက်မှာကျွန်တော်တို့တနင်္ဂနွေနေ့နဲ့ခြားချောင်းရံနဲ့ဆုံနေရတဲ့အကျွန်တော်ဘာမှလုတ်လို့မရအောင်လုတ်လုတ်လို့မရတဲ့ခါကျတော့အဲ့ရက်ဒီနားတယ်နားတဲ့ခါမှာဘယ်တွေသွားဖြစ်လဲပေါ့နော်ပူတာဝူဒေတာကမနိုင်ပြောရင်ကုံစင်းလုံးကြီးမြင့်တယ်နောက်ပြီးတော့တဘာဝအလှတရားပေါ်များတယ် အဲဒီဘက်နေရာတွေလိုမျိုးတိုက်တာအဆောက်အဦတိတ်မရှိဘူးမူလသူတို့ရဲ့ဒီရိုးရာအိမ်ပုံစံတွေဆက်ပြီးတော့ထိမ့်သိမ်းထားတဲ့ဒေသလည်းဖြစ်တယ်တိုင်းသူလေးတွေတိုင်းသားလေးတွေသူတို့ရဲ့အဲအဲ့ဘက်မှာဆိုရဝမ်နဲ့လီဆူနဲ့များတယ်ပေါ့နော်ရဝမ်လူမျိုးတွေတတော်များသူတို့ရဲ့ယဉ်ကျေးမှုဝတ်စုံတွေနဲ့တွာလာနေစဉ်မြင်ရတဲ့နေရာလည်းဖြစ်တယ်ဟောကျွန်တော်ဘယ်လိုပြောရမလဲနုပြူနော်ပြူမြင့်နေစဉ်မြို့တစ်မြို့ပေါ့နော် အဲ့ဒီလိုပဲအဲ့ဒီကြားထဲမှာမှအခြားသောနိုင်ငံသားတွေလည်းအကြောင်းအရာမျိုးစုံနဲ့လာရောက်ပြီးစီးပွားရှာတာတွေ့ရတော့ပေါ့သူပြတရုတ်နိုင်ငံသားတွေပေါ့နော်လာရောက်ပြီးစီးပွားရှာတာတွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်အဲပူတာဦးရောက်ပြီးတော့ပထမဆုံးကျွန်တော်သွားပြီးတော့လေဖြစ်တဲ့နေရာကတော့မူလရှိတီလို့ခေါ်တယ်မူလရှိတီရဲ့ကျူရတာပေါ့နော်မူလရှိတီကျူရတာကိုသွားတယ်မူလရှိတီချောင်းလေးကိုဆင်းပြီးတော့ရေသွားစိတ်နေရေစိတ်နေ6လောက်လောက်ပဲစိတ်နေပေါ့နော်ရေတားအေးတယ်ပေါ့နော်ကျွန်တော်သွားတဲ့ကာလကတိတ်တော်မထူချဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီကာလက ဒီရေခဲတွေရေပြော်တဲ့ကာလဖြစ်တဲ့အတွက်ရေခဲတောင်တွေမမြင်ရဘူးမမြင်ရတယ်နဲ့ကျွန်တော်ဒီတိုင်းပဲဆက်ပြီးတော့ကျွန်တော်လှုပ်ရမယ့်အလုပ်ကိုဆက်လုပ်တယ်ဒီမြို့ပေါ်မှာကျွန်တော်သွားစရာရှိတယ်လို့သွားစရာရှိတယ်လို့ဆိုတော့လည်းဘာမှမရှိပါဘူးဒီစားတော့ဆရာလေးတွေပေါ့နော်ဒေတာအစားအစာလေးတွေကိုစားတယ်ပေါ့နော်အဲပထမပိုင်းတော့ဒီလိုပဲကတိမတွေ့တာလေးလည်းရှိသလိုတော်တော်လေးစားကောင်းတဲ့ຢာလည်းရှိပါတယ် စာဖြေစားတာတို့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ပြီးချင်းတစ်တီးတွေအများကြီးနဲ့ကြော်ထားတယ်လို့ချက်တာတယ်လို့အမျိုးလည်းရှိတယ်။နောက်တခြားကလည်းအများကြီးပါပဲ။ကျွန်တော်ဒေတာကနေပြီးတော့ကျွန်တော်ကိုဒီပို့ဆောင်ပေးတဲ့အခန့်နဲ့ပေါ့နော်။ကျွန်တော်အဲ့မှာအစစရေရအကုန်လုံးကူညီပေးတဲ့ဒေတာအဖွဲ့စည်းတွေပေါ့နော်။အဲတိုင်းသားရေးအဖွဲ့စည်းတွေအဲ့ဒီအဖွဲ့တွေလည်းတော်တော်လေးအဲဝတ်ချေကြပါတယ်နော်။တိုင်းသားယဉ်ကျေးမှုအဖွဲ့စည်းတွေတော်တော်လေးအဲဝတ်ချေကြပါတယ်။တော်တော်လေးလည်းသူတို့ပင်ပန်းခံရပါတော်တော်လေးလည်းကုန်ကြစည်များပါတယ်။ တရက်တရက်နေတိုင်းစားသောစီကသိန်းနဲ့ချီရှိပါတယ်ရက်ပေါင်း20ဆိုရင်သိန်း10ခန်းတန်းကျော်များသူတို့အတွက်ဒါကျွန်တော်တယောက်ထဲအတွက်သူတို့ကုန်ကြရတယ်ဗောနော်အဲ့အတွက်လဲကျေးဇူးအထူးတင်တယ်လို့ပြောချင်ပါတယ်အဲ့တော့နောက်ရက်ဒီမှာတော့ကျွန်တော်ဒီမချမ်းပေါ်သွားဖြစ်တယ်ဗောနော်မချမ်းပေါ်သွားဖြစ်တယ်မချမ်းပေါ်သွားဖြစ်တဲ့ချိန်ကျတော့လမ်းထဲမှာကျွန်တော်ဒီကောင်းမှုလုံဇီဒီဖူးရပါတယ်ဒီကချင်ပြည်နယ်ပူတာအူမြို့မှာရှိတဲ့ဒီကောင်းမှုလုံဇီဒီတော်မြတ်ကအရင်ကကျွန်တော်တို့ ဒါဘူဂျုံမူကြီးတန်းရွှေရဲ့နဲ့ဒီဇနီးပေါ့တိထားပူဇော်ထားတဲ့ဟွာတွေလဲကပီးကြောက်စာတွေလဲကျွန်တော်တွေ့ခဲ့ရတယ်။နောက်ပြီးတော့အဲ့ဒီရွာကောင်းမှုလုံရွာတရွာကပဲရှမ်းရွာဖြစ်ပြီးတော့အဲသူတို့ကပဲဒီဇီဒီတော်ရဲ့ဝေယဝတ်စာတွေဆက်လုပ်နေတယ်။ကျန်တာပတ်ဝန်းကျင်မှာတော့ခရီးရန်ဘာသာဝင်တွေမီတင်နေထိုင်တဲ့ရွာတွေဖြစ်ပါတယ်။နောက်ပြီးဒီဘူတာဝမြို့နယ်ထဲမှာအများဆုံးတွေ့ရတဲ့နောက်တစ်ချက်ကပါလဲဆိုတော့ရွှေတူးတာပေါ့နော်။အဲရွှေတူးတာကျွန်တော်ဒီမချမ်းမောသွားတဲ့လမ်းတစ်လျှောက်မှာရွာတရွာကိုကျွန်တော်တွေ့ရတယ်။ နမ်ခမ်းလမ်းဒီအဲ့ဒီရွာရွာထဲမှာမွားစာကျင်းနေအောင်တူထားတယ်အစိုးရကနေပြီးတော့လာတာလောက်တဲ့အထိကိုတူတယ်လို့ပြောတယ်အမှဟိုပြပကနေလာပြီးတူတာလည်းဖြစ်ကောင်းဖြစ်မယ်ဒီပြည်တွင်းကပဲလုပ်ငန်းရှင်တွေကပဲတူတာလည်းဖြစ်ကောင်းဖြစ်မယ်ဗပူးတွေတူနေရလဲမြင်နေခဲ့တည်တယ်နော်အဲ့လိုမျိုးရွာတရွာလုံးမွားစာကျင်းလောက်အောင်ကိုတူတာဆိုတော့ရွာမှာဟိုဘယ်လိုပြောမလဲတင်စားပြီးပြောရရင်ခြေမနဲ့ကလို့နော်ရွှေထွက်တယ်ဆိုတော့အဲ့လောက်ထိကိုကောင်းတယ်ဗောနော် နောက်ပြီးအဲ့ဒီရွာရဲ့ချောင်းကိုကချောင်းနံမဲဟိုပါဗောနော်အေးချောင်းနံမဲဟိုကသူကရွှေချောင်းဗောနော်ရွှေတွေစီးဆင်းလာတဲ့ချောင်းဆိုပြီးအဲ့လောက်ထိုံပေးထားတဲ့ရွာဖြစ်ပါတယ်အဲ့ကြောင့်မလို့တူဖုံမူကလည်းတော်တော်လေးမြင့်တက်ပြီးတော့တဘာဝပတ်ဝန်းကျင်ပြည့်စီရွာထဲမှာဒါအပင်ဆိုသလို့ရှိရင်တော်တော်ရှားရှားပပအပင်ကြီးသေးမရှိဘူးဗောနော်အဲ့လောက်ထိကိုရွှေတွေတူးထားတာဖြစ်ပါတယ်အဲ့တဘာဝပတ်ဝန်းကျင်တော့တော်တော်လေးပြည့်စီတယ်ဗောနော်အဲ့လိုပဲကျွန်တော်တို့ဒီတခြားလုံးမှာဘာထပ်မြင်ခဲ့ရလဲဆိုတော့နောက်တစ်ခုကကျတော့ဒီခေါလံဖူး မချမ်းဘောနောင်မွန်ဒေသမှာတာဝန်ထမ်းဆောင်နေဝင်နေတော်တော်များများကပူတာအောင်မှနေကြတယ်အဲ့တော့ဒီနည်းနည်းဥစည်းဆိုင်ကျွန်တော်တို့လာပြီးတော့နှုတ်ဆက်တဲ့အကူတွေလည်းကျွန်တော်တွေ့ပါတယ်သူတို့ဒီမေးလိုက်တော့ဟိုမှာနေဖို့အတွက်သူတို့မှာတော်တော်လေးစိတ်မပြေဘူးမစည်းစကားကကျွန်တော်တို့ကိုယ်တိုင်နေထိုင်ခဲ့တဲ့အချိန်မှာလည်းတကယ်လည်းမြင့်တက်ပါတယ်အဲ့တော့ဒေတာခန်တွေကဘာလို့လာလဲဆိုတော့ចောင်းဆရာဆရာမတွေမဖြစ်မနေလဲပတ်ရမယ့်ရန်ရားတွေကိုဟိုပူတင့်တော်တဲ့နှုံထားတစ်ခုနဲ့ထောက်ပံ့စေခြင်းတယ် ဒီဒေတာမျိုးမှာတောင်းထမ်းဆောင်တဲ့သူတွေတော့ခက်ခဲတယ်။ဘာကြောင့်လဲဆိုတော့ဈေးနှုန်းကကျွန်တော်တို့ဟိုမှာဆိုင်ငယ်စီတလီတာပေါ့နော်။ဟိုမှာဓာတ်စီတလီတာဆိုလို့ရှိရင်ဒီမှာက3000ဝန်းကျင်လောက်ဖြစ်နေတဲ့အချိန်မှာဟိုမှာက1000နဲ့1000ဝန်းကျင်လောက်ဖြစ်နေတယ်။နော်အရင်တော့ကဒီတိန်းနဲ့ချီပေးဝယ်ခဲ့ရတဲ့အချိန်တွေတောင်ရှိခဲ့ဘူးလေ။ဒါတော့မှဝယ်ချင်တိုင်းဝယ်လို့မရဘူးပေါ့နော်။အဲ့တော့အဲ့လိုဒေတာမှာတောင်းထမ်းဆောင်တဲ့အဲပြည်သူဝန်ထမ်းတွေမဖြစ်မနေလေပတ်မထွေအုပ်တို့เนาะအခြားသောဟိုဒီဌာနဆိုင်ရာတွေ ပို့ပြီးတော့ဒါထောက်ပံ့မေးတင်တယ်လို့ဒေတာခံတယ်ဒီလိုတောင်းဆိုလို့ဘာကြောင့်လဲဆိုတော့အခုចောင်းဖွင့်ရာတွေရောက်ပြီဆိုလို့ရှိရင်အဲ့ဒီဒေတာမှာចောင်းကတော့မိဂါမတ်တဒေတာခံနေနေဖွင့်ပေးတယ်နော်အဲ့ဒီမှာရှိတဲ့ဒေတာခံចောင်းဆက်ဆက်မိုင်းနဲ့ဖွင့်ပေးတာလေဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့လောင်းကားတဲ့အတိုင်းတော့မဟုတ်မလာချင်ကြောက်ခဏတစ်ဖြုတ်လာဖွင့်တာ လေဖြစ်ကောင်းဖြစ်မယ်နော်ပြီးလို့ရှိရင်တို့အလှည့်ကြပဲသွားရင်လည်းသွားမယ်ပူတော်အောင်မှနေကြတာများတယ်ဗောနော်အဲ့တော့ပို့ပြီးတော့အင်အားလောင်းကားတဲ့အခြေအနေတခုကိုအော်သူတို့အတွက်လိုအပ်တယ်ပေါ့ဒါကျွန်တော်မြင်ခဲ့တဲ့အမြင်ပြောတာပေါ့နော် ။အဲ့မှာထူးခြားစွာပဲကျွန်တော်နေပြီးတော့ရက်ပေါင်း15ရက်နော်18ရက်လောက်ကြာမှာပဲတရက်ဟိုကောင်းငွေကညနေတာပြီးမှုကြပေါ့နော်ကျွန်တော်အဖုန်ကန်ရာစီ ရေခဲတောင်ရယ်မတွေ့ရေခဲတောင်ရယ်နှစ်ခုကိုကျွန်တော်မြင်ခွင့်ရခဲ့ပါတယ်အင်မတန်မှလှပပြီးတော့ဟိုကျွန်တော်တို့ကလည်းမမြင်ဘူးလားလဲပါတော့ဗောနော်ကျွန်တော်တို့ကိုယ်တိုင်လည်းရေခဲတောင်ဆိုမှမမြင်ဘူးလားအဆမ်းဖြစ်တာဗောနော်အင်မတန်လှပပြီးတော့ကျွန်တော်တို့အတွက်အ အမှတ်ရစရာလည်းဖြစ်ပါတယ်ဒီရေတောင် ပေါ်တဲ့ကာလာယာတီကကျွန်တော်ဒါမှမရှိနေဘူးပေါ့နော်အဲ့ဒီအဲ့ချိန်မှာကျွန်တော်မရှိနေဘူးဒီချိန်ကလုံးဝပေါ်ခဲတယ်ဘာကြောင့်လဲဆိုတော့ तू က3လပိုင်းကြော်သွားပြီဆိုလို့ရှိရင်ရေခဲစားအေးပြော်ပြီအဲ့မှာမှနောက်ထပ်17လပိုင်း17လပိုင်းတော့မှပြန်ပြီးဒီကြီးခဲတောင်တွေရှင်းရှင်းလင်းလင်းပြန်ပေါ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းထူးခြားတယ်လို့သူတို့ကပြောကြပါတယ်။အဲ့ဒီမှာဒီဒေတာယဉ်ကျေးမှုအဖွဲ့လူငယ်တွေ เนาะဒီကျွန်တော်တို့ ਨੇ ဒါစကားပြောပြခဲ့တဲ့သူတွေအချိန်ကြာကြီးစကားပြောပြခဲ့တဲ့သူတွေအများကြီးဟိုကျွန်တော်တို့ကျွန်တော်တို့အတွက်လည်းဒီသဘူဒ္ဓရတွေအများကြီးရပါတယ်အများကြီးလည်းကျေးဇူးတင်ပါတယ်နောက်များကြုံခဲ့လို့ရှင်လဲဘူဒ္ဓဒေတာကိုကျွန်တော်ထပ်ပြီးတော့လေဘက်ဖို့ကြိုးစားပါအောင်မယ်ခင်ဗျာနောက်ပြီးတော့နောက်ရက်တွေမှာကျွန်တော်အသိပေးစရာတခုရှိပါတယ်အဲ့ဒါကတော့ဒီနေ့တော့မပြောသေးပါဘူးဗောနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းပြင်ဆင်နေသေးကာလဖြစ်လို့ပါအဲ့တော့ကျွန်တော်တို့လည်းအရေးကြီးတဲ့ movement တခုဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်အဲပိဋကတ်တွေအတွက်လည်းအများကြီး ထိရောက်စေမယ့်အရာတစ်ခုကျွန်တော်စူးစမ်းထားပါတယ်အဲ့ဒါကျွန်တော်လုပ်ဖို့ရှိပါတယ်ဆိုတော့ဒီနေ့အမေလ29ရက်နေ့တည်းကျွန်တော်သတင်းလေးကိုပြောရမယ်ဆိုရင်ပထမဆုံးသတင်းကတော့တောင်ကိုရီးယားရေတပ်ပေါ့နော်တောင်ကိုရီးယားရေတပ်ရဲ့လေရင်ဒဇင်းပေါ့ကင်းလက်လေရင်ဒဇင်းကတောင်ကိုရီးယားနိုင်ငံရှေ့တောင်ပိုင်းပူဟန်ဒေသမှာပြတ်ကျခဲ့တယ်လို့သိရပါတယ်ဒီလိုပြတ်ကျတဲ့နေရာမှာလေရင်ပေါ်ပါလာတဲ့ အရာရှိ၄ဦးတည်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒီလေရင်ကလေ့ကျင့်ရေးလုပ်ဖို့အတွက်ဒီပူဟန်လေတဲ့အခြေစိုက်စခန်းကနေပြီးတော့တက်လာတာဖြစ်ပါတယ်။တက်လာတဲ့အချိန်မှာပဲဒါပြတ်ကျခဲ့တယ်ပေါ့နော်။ဆိုတော့နောက်သတင်းတစ်ပုဒ်ကတော့ဒါအေအေဖွဲ့ကမတရားဖမ်းဆီးပြီးတော့ဒါစစ်မှုထမ်းစုဆောင်ထားတဲ့ချင်းလူငယ်လေးတွေပေါ့နော်60လောက်ကိုပြန်လွှတ်ပေးဖို့ချင်းအဖွဲ့စည်းတွေတောင်းဆိုလို့ပေါ့အထူးအထူးဖြစ်တော့ချင်း နိုင်ငံရေးဥဆောင်အဖွဲ့ဆိုပြီးတော့တောင်းဆိုတော့เนาะဒါမဲ့လက်ရှိချိန်ဒီ AA ကသူတို့ဖန်ထားတယ်ဆိုတာကိုတော့သူတို့ကထုတ်မပြောဘူး AA တို့ကဒါကတော့ဆန်းတော့မဆန်းနေဘူးသူ့လူမျိုးတွေတောင်မှသူ့ပြည်နယ်တွေကနေပြီးတော့ထွက်မသွားဖို့အတွက်အမိတ်တွေထုတ်ထားတာဖြစ်တဲ့အတွက်သူများလူမျိုးတွေသူ့စီမှာတောင်းထမ်းဆောင်ဖို့ပြောဖို့အတွက်ကတော့သူ့အတွက်ကတော့ဒါမဆန်းနေဘူးပေါ့เนาะပြန်လှုပ်ပေးဖို့လည်းရှိမှာမဟုတ်ပါဘူးကံကောင်းလို့ရှိရင်အဲ့ဒီလူတွေကရက်တူတင်တန်းနဲ့ပေဥပါသွားပြီးလဲတောင်ပြောလို့မရဘူးเนาะနောက်တစ်ရည်နဲ့ဘုတ်ကတော့ဒါရန်ကုန်အခြေစိုက်ဆွေတင်တန်ယုံပေါ့ဆွေတင်တန်ယုံကိုပြောချင်တာက နော်သူတို့ကဘာကြင်ညာလေချောင်းတိုက်ခတ်မှုကြောင့်တည်ဆုံးသွားတဲ့မိသားစုဝင်တွေအတွက်ဝမ်းနဲ့ကြည်ကောတယ်ဆိုပြီးသူကပြောတယ်ပေါ့နော်ဆိုတော့ဆွီဒင်တန်ယုံအနေနဲ့ရန်ကုန်မှာခြေဆိုက်ပြီးတော့မြေပြင်ခြေနေကိုမသိပင်နဲ့မြန်မာနောင်းနဲ့မြေစီမားနဲ့ DVB နဲ့ခစ်တဲ့နဲ့ပဲကြည်နေတာလားလို့ပဲကျွန်တော်မေးချင်တယ်เนาะဒီသတင်းတွေလောက်ဖတ်ပြီးတော့အတီးပြုတ်နေရလားတကယ်လို့များဆွီဒင်တန်ယုံအနေနဲ့တက်နိုင်နေဆိုရင်ရန်ကုန်ကနေပြီးတော့စကိုင်းမုံရွာအထိကားစီးသွားပါเนาะအဲ့ဒီဖြစ်ပျက်နေတဲ့နေရာတွေ ဒီဘရင်ရင်းမပင်ပလဲကဏီသွားကြည့်ပါဘယ်လုံညုံကြီးဆောက်ရှောက်မှမထည့်ပြလိုက်ပဲနဲ့သွားကြည့်လိုက်ပါဘာဖြစ်နိုင်လဲလို့နော်သွားပြီးအဲ့ဒေတာအခြေအနေတွေကိုသွားကြည့်ပါဘယ်သူမှအကြောင်းမကြားဘဲနဲ့သွားပါဘာမှမပြင်မစင်ထားဘဲနဲ့လက်နက်ကင်တွေဘယ်လိုမျိုးဘယ်နေရာမှာစုဖွဲ့ထားလဲဘယ်လိုကြောင်းနေမှာနော်လက်နက်ကင်တွေလုတ်ဒီဘုံတွေလုတ်နေလဲလက်နက်တွေလုတ်နေလဲဆိုတာသိပါလိမ့်မယ်အဲ့တော့မသိဘဲနဲ့တော့ရန်ကုန်မလာမှာလောက်နေပြီးတော့နော်ဟုတ်တန်တမန်ဆိုတာလည်း ပုံဝင်လေးပြောရင်နိုင်ငံတကာရဲ့မျက်နှာစာဖြစ်တဲ့အတွက်နော်ဟိုအကောင်းစားကာစီနော်အိမ်ကောင်းကောင်းနဲ့နေနော်လစာကောင်းကောင်းနဲ့နေကြတဲ့တန်တမန်တွေများတယ်အဲ့ဒီအတွက်အချီနေမန်ကိုမသိဘဲနဲ့နော်လိုင်းပေါ်မှာ တက်လာတဲ့တည်င်းတွေလောက်အတီးပြုတ်ပြီးတော့ကျွန်တော်နိုင်ငံကိုအဲ့လိုမျိုးနိုင်ငံတကာရဲ့မျက်နှာစာမှာပုံမဖြစ်ပါနဲ့ ဆိုခမောင်းနိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံဆွီဒင်နိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံနဲ့ကြားထဲမှာပွင့်လင်းမျိုးဆွီဒင်နိုင်ငံကျွန်တော်ကြိုက်ပါတယ်ဟိုနေရထိုင်ရတာဟိုပညာရေးတွေရောဗါတွေရောအဲတော်တော်လေးခင်မိတဲ့အစ်စ်မိတဲ့နိုင်ငံတိုင်းနိုင်ငံဖြစ်တယ်လို့နေရထိုင်ရတာလည်းကျွန်တော်ကြိုက်တဲ့နိုင်ငံဖြစ်ပါတယ်ဒါပေမဲ့တော့ကျွန်တော်တို့နိုင်ငံနဲ့ဆွီဒင်နိုင်ငံနဲ့ကြားထဲမှာအကျိုးစီးပွားများများဆဆမရှိပါဘူးเนาะအနောက်ဥရောပနိုင်ငံတွေတော်တော်များများနဲ့ကျွန်တော်တို့ကြားထဲမှာအကျိုးစီးပွားများများဆဆရည်လို့သိမရှိပါဘူးအဲ့တော့ဆွီဒင်အနေနဲ့ဒီနိုင်ငံမှာတန်ယုံမဆိုင်တော့မှကျွန်တော်နိုင်ငံတော့ဘာမှထိခိုက်နေတာတော့ရှိမှာမဟုတ်ဘူး နော်အဲ့တော့စီရင်ကဘာပြောလဲဆိုတော့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တည်ဆုံသွားတဲ့မိသားစုဝင်တွေအတွက်ဝန်ထဲကြီးပြောချင်တာကတော့ရှင်းရှင်းလေးတက်ကလေကြောင်းတိုက်ခိုက်တယ်အဲ့ဒီမိသားစုဝင်တွေဒဲထီလို့သူတို့ကပြောချင်တာဟုတ်ပြီးခဲ့တဲ့ဒီဖြစ်စဉ်ပေါ့နော်ပြီးခဲ့တဲ့လေလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အဲ့ဒါကျွန်တော်တို့ရင်းမပင်လားဦးဦးထိန်းဦးထိန်းနှင်းရပါလားနော်ဒီဒီဖြစ်စဉ်ပေါ့နော်အဲ့ဒါ NUG က NUG ပညာရေးဆိုပြီးတော့လောက်တဲ့ကျောင်းတွေမှာအဲ့ဒီကျောင်းတွေမှာ NUG ကလက်အောက်ခံ PDF ဖွဲ့လည်းရှိတယ် မဖြစ်စလောက်ကလေးလေးတယောက်နှစ်ယောက်လောက်ကိုအเจ้าမှာခေါ်ခေါ်ထားတယ်အများအတန်းခေါ်ထားတယ်တကယ်တမ်းလေကြောင်းတိုက်ခိုက်တဲ့ခါကျလို့ရှိရင် PDF တွေရှိတဲ့နေရာပဲတိုက်ခိုက်တာပဲဒါပေမဲ့လည်းတချို့တော့အဲ့လိုမှာလူသားတိုင်းအဖြစ်အတုံးချခံထားတဲ့ကလေးတွေရှိနေတဲ့ခါကျလို့ရှိရင်တော့ဒါထိခိုက်မှုရှိလို့ရှိရင်တော့ဒါကတော့ဘယ်လိုမှပြောလို့မရ PDF ပုံချလို့ရှိရင်စစ်တပ်နေတဲ့ဘေးမှာနော်စစ်သားတွေနေတဲ့ဘေးမှာအခြားရက်သားရှိလို့ရှိရင်လည်းတည်ရင်တည်မှာပဲဒါအဲ့ဒါပြည်သူကိုသူတို့ဥတီတိုက်ခိုက်တာမဟုတ်ဘူးလို့ပြောလို့ရတယ်နော်စစ်သားမရှိဘဲနဲ့ဒါရိုက်ကြီး ဒီ short time လုံးပြစ်ထဲတာကြတော့ဒါကတော့ရဲသားပြည်သူဥတီတက်ခိုက်တယ်လို့ပြောလို့ရတယ်အခုကနော်ရဲသားတွေကိုအကာအကွယ်ပြုထားတာစာတင်ကြောင်းနေမှာနော်ဒါတွေကိုတော့ဆွေတင်တန်ယုံနေတဲ့တည်တည်ကြာကြာလေးတော့ကယူဆိုင်တယ်နော် NUG ကလည်းဒီလိုဖြစ်စင်နေကြောက်နော်သူတို့ရဲ့ NUG ပညာရေးဒီတင် जा မှုတွေကိုရက်နာတော့မယ်ဆိုပြောတယ်တကယ်တော့အဲ့ဒီပညာရေးဆိုတာဘာလဲဘယ်လောက်အသုံးချနေလဲဘယ်နေရာမှာသွားပြီးအသုံးချလို့ရလဲဘယ်မှာမှအသုံးချလို့မရဘူး ကလေးတွေကိုစတတ်ရည်လားစတတ်တဲ့ကလေးတွေကတော့ဗာဆက်ဖြစ်မှာလေဘာမှဖြစ်မှာမဟုတ်ဆိုတော့ဒါက DNUG ပညာရေးလို့ဘာလို့ဆိုတာက အကြောင်းပြချက်တစ်ခုတသက်ပဲเนาะဒီအကြောင်းပြချက်နဲ့ပတ်စံရှာလို့ကောင်းအောင်လုပ်တဲ့အရာတသက်ပဲအဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဆိုဝေဆိုကပြောသေးတယ်เนาะအလုံးလည်းသိမှာပါမြေအောက်ဆေးရုံတွေလုပ်ဖို့အတွက်အဲပြည်သူတွေအကူအညီလိုအပ်တယ်ဆိုပြီးပြောတယ်ပေါ့เนาะ ဒါလည်းမဆက်လို့ပြောတာပဲဗောနော်သူတို့ပြောခဲ့ပေါင်းများပြီအဲ့မှာအဲ့ဒီသူတို့တိုက်တဲ့တရင်အောက်မှာဗောနော်မျိုးစိမမှာထင်တယ် comment မောင်း16000လောက်ကတော့ဆိုဝေစုဝိုင်းဆဲထားတယ်အဲ့ဒါကိုများတို့ကတသက်လုံးမြေကြီးထဲမှာပဲနေတော့မှာလားဒါမို့တသက်လုံးနေရမယ့်နေရာဖြစ်တဲ့အတွက်ခိုင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 ်လို့ဖို့ပြောချင်တာလားဆိုတော့ပြည်သူတွေရဲ့လောင်ပြောင်တယုံမှုကိုခံနေတာလည်းအချက်မရှိသေးဘူးနောက်တဲ့ရင်တဲ့ဘုတ်ကတော့ထိုင်းနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေမေလ28ရက်နေ့မနက်စောပိုင်းမှာတနနိုင်ငံနေဆက်နာမှာနိုင်ငံနေဆက်နာမှာ တိုက်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်ကမ္ဘောဒီးယားဘက်ကတော့ကျွန်တော်တို့တရင်တွေရာသလောက်တော့နှစ်ယောက်တိုက်ဆုံနေလို့သိရတယ်ဒါတင်းမာမှုအခြေအနေတစ်ခုပဲဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့အစိုးရနှစ်ဖက်ညှိနှိုင်းဆွေးနွေးတာဗါးကျွန်တော်တို့မကြားဘူးဒါလည်းနည်းနည်းတော့ထူခြားတယ်ထိုင်းနဲ့ကမ္ဘောဒီးယားဆိုတာအဲ့လိုမျိုးပဋိပက္ခဖြစ်လေဖြစ်တာမရှိဘူးကမ္ဘောဒီးယားကိုယ်တိုင်ကလည်းထိုင်းနိုင်ငံကတူးထက်အင်အားကြီးမှန်းတည်တယ်ပဋိပက္ခဖြစ်လေတော့မရှိဘူးဒါပေမဲ့အခုကကမ္ဘောဒီးယားကိုဥဆောင်နေတာဟွန်ဆန်မဟုတ်ဘဲနဲ့သူ့ရဲ့သားဖြစ်နေတယ်ပေါ့နော်လူငယ်တယောက်ဥဆောင်နေတဲ့ခါကျတော့ ဒီအခြေအနေကိုကျွန်တော်တို့တော့သုံးသပ်လို့တော့မရအောင်အခုထိုင်းကဟိုဒီအင်အားကိုထပ်ပြီးတိုးမြင့်နေတယ်သူနိုင်ငံတွေရဲ့စစ်ကူတွေကိုကမ္ဘောဒီးယားနယ်စပ်ကိုပို့နေတယ်ပြောချင်တာကနှစ်နိုင်ငံအစိုးရချင်းကြားထဲမှာညှိနှိုင်းဆွေးနွေးတာမျိုးမမြင်မနဲ့စစ်ကူတွေပို့နေတာကလည်းဒါပို့ပြီးတော့ကမ္ဘောဒီးယားကိုဖိအားပေးရရောက်တယ်လို့မျိုးနှစ်နိုင်ငံကြားမှာရှိနေတဲ့တင်းမာမှုပို့ပြီးမြင့်တက်အောင်လို့အဲလောက်ရာရောက်တယ်လို့လည်းကျွန်တော်ထင်ပါတယ်ဒါကဒီအိန္ဒိယနဲ့ပါကစ္စတန်ကက်ရှမီးယားအရေးခင်းလို့မျိုးပဲ နှစ်ဖက်ပြကြခတ်ကြတိုက်ကြခတ်ကြဂျားတွေကနေပြီးတော့ဝင်ညှိနိုင်တဲ့သူပေါ်လာတဲ့ခါကျတော့အပေါ်မှာတော့ရတယ်လက်ခံပြီလို့ပြောလိုက်ပြီမဲ့လေအောက်မှာတော့ six fire မဖြစ်ပဲနဲ့တချို့နေရာတွေမှာအခုချိန်ထိဟိုဒီလိုဖြောက်တော့ဖြောက်တော့ပြစ်ခတ်နေတဲ့အခြေအနေတွေရှိနေတုံးပဲဆိုပြီးတော့ဒါသတင်းတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်နောက်သတင်းတွေဘုကတော့ TNL ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းဒေသကြီးမိုးကုံးမြို့နယ်မှာဒါကိုဗစ်ပြန်လည်ဖြစ်ပွားနေတဲ့သူတွေတွေ့ရတယ်ဆိုပြီးတော့ဒါသတင်းတွေတွေ့ရပါတယ် ဆိုပြီးခဲ့တဲ့တစ်ပတ်ထဲမှာမြန်မာနိုင်ငံထဲမှာကိုဗစ်ကူးစက်တဲ့သူ56ဦးခွန်းဦးလောက်ပေါ်လာခဲ့ပါတယ်ကိုဗစ်ကဒါမျိုးရဲပြည်စားပြောင်းထားတဲ့ကိုဗစ်လည်းဖြစ်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထိခိုက်မှုရှိမလဲဆိုတာတော့ကျွန်တော်မသိသေးဘူးတိတိမတိတိကိုဗစ်ကကျွန်တော်တနိုင်ငံလုံးတက္ကပါလုံးကိုအဲဒုက္ခပေးခဲ့တဲ့ယောဂဖြစ်တဲ့အတွက်အားလုံးပဲဒီကိုဗစ်ယောဂနဲ့ပတ်သက်ပြီးတော့အရင်တော့ထုတ်ပြန်ချက်တွေအခုကျမရေဝန်ကြီးဌာနကထုတ်ပြန်ချက်တွေကိုလိုက်နာပြီးတော့ ကျွန်တော်တို့ဆောင်ရံဆောင်ရံနေကြည့်ပြီးလိုက်နာဖို့လိုပါတယ်နောက်တစ်ခုတော့ကျွန်တော်တို့ဒီယူကရိန်းကိုထောက်ပံ့နေတဲ့ဒုံးကျည်တွေပေါ့နော်မဟာဗျူဟာမြောက်နော်ဗျူဟာမြောက်ဒုံးကျည်တွေကိုအကန့်အသတ်မရှိပြင်ခွင့်ပေးလိုက်ပါပြီနော်အရင်တော့ကတော့ယူကရိန်းကသူ့အနေနဲ့သူသူနီးသူဟန်နဲ့ပြစ်တယ်သူတို့သူ့နိုင်ငံတကာဥပမာဘီတိန်ကထောက်ပံ့တဲ့ဒီဗျူဟာမြောက်ဒုံးကျည်တွေပေါ့နော်အဲ့လိုဒုံးကျည်တွေ shadow strong လား strong shadow လားမသိဘူးပေါ့နော်အဲ့လိုမျိုးဒုံးကျည်တွေကို အစတော့အကန့်အသတ်နဲ့ပဲပြစ်ခွင့်ပေးထားတယ်အခုကတော့မဟုတ်တော့ဘူးရုရှားနိုင်ငံတွေကိုပြစ်ခွင့်ပေးလိုက်တယ်ဒါကရုရှားနဲ့ဒီဥရောပနိုင်ငံတွေကြားထဲမှာဖြစ်ပေါ်လာတဲ့တင်းမာမှုဖြစ်တယ်လို့ပဲရုရှားဘက်ကလည်းဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုတုံ့ပြန်မှုမျိုးတွေဆက်လုပ်မလဲဆိုတာကျွန်တော်စောင့်ကြည့်နေတယ်ဗောနော်အဓိကကတော့ဒီရုရှားဘက်ကဒီအငယ်တန်းကောင်းဆောင်တွေရဲ့ဒီပြောဆိုချက်အရာတော့သူတို့အနေနဲ့ဒီဒုံးကြီးတွေကိုပြစ်ချဖို့အဆင်သင့်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒါကြွေးကြော်ထားတယ်ဗောနော်အဲ့တော့အရင်တော့က ပူတင်ကြွေးကြော်ခဲ့တယ်လို့တကယ်လို့များဒီ UK တို့ဘာလို့ကထုတ်တဲ့ဒုံးကျည်တွေနဲ့ရုရှားကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်ရုရှားဘယ်လိုတုတ်ပြန်မလဲဆိုတာအရင်တော့ပူတင်ပြောခဲ့တာလည်းရှိပါတယ်ဥရောပဘာဖြစ်သွားမလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်ဆိုတော့နောက်တတင်းတဲ့ဘုတ်ကတော့ကျွန်တော်တို့မရယာမျိုးနယ်ပေါ့နော်ပူဝရွာပူဝမြောက်ရွာပေါ့ပူဝမြောက်ရွာမှာရှိတဲ့ PDF စကန်တစ်ခုကိုလုံညုံကြီးဖွဲ့ဝင်တွေဝင်ရောက်တသိမ်းစီးခဲ့တယ်လို့သိရတယ်ဒီသိမ်းပိုက်တဲ့နေရာမှာအလောင်းလက်နက်နဲ့သူတို့ ဒီအကြက်ဖတ်မှုတွေလုတ်ဆောင်ရမှာတုံးဆွဲတဲ့ကြည်စံတွေခဲရန်တွေနောက်ပြီးလို့ရှိရင်ဒါမန္တလေး PDF uniform တွေပြီးလို့ရှိရင် မော်တော်ယာဉ်တွေတိမ့်စီရမိခဲ့တယ်လို့သိရပါတယ်ဆိုတော့နောက်တဲ့ဒီဘက်ကခုနရုရှားတရင်နဲ့ဆက်ဆက်ပြီးပြောလိုက်ရမှာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အခုယူကရိန်းနိုင်ငံမှာလုတ်ဆောင်နေတဲ့အထူးစစ်စီရင်ပေါ့ရုရှားရဲ့အထူးစစ်စီရင်မှာပါဝင်နေတဲ့ရုရှားစစ်တီတွေအတွက်နော်စစ်တီတွေနဲ့ပြီးလို့ရှိရင်စစ်မှုထမ်းဟောင်းတွေအတွက် အိမ်ရာချင်းငွေတစ်နှစ်ကိုအတူတူ200ခိုင်နှုန်းဖြင့်ထုတ်ချပေးသွားမယ်ဆိုပြီးတော့အတည်ပြုထားတယ်ဆိုတော့ဒါကသူတို့အတွက်စစ်တီတွေအတွက်တော့ဒါတော်တော်လေးကံကောင်းတဲ့အရာဖြစ်တယ်လို့မျိုးပဲဒါချင်းမြင့်တဲ့ချင်းမြင့်ထိုက်တဲ့အရာဖြစ်လို့နိုင်ငံတော်တွေလည်းမဆုံးရှုံးဘူးပေါ့နော်ဒါထုတ်ချပေးတာပဲဖြစ်တယ်ပေါ့ဒါပြင်မှာအဲ့စစ်တီမိသားစုတွေရဲ့တာသမီတွေကိုတက္ကသိုလ်ပညာရေးကိုအခမဲ့တက်ရောက်တင်ယူခွင့်ပေးမယ်ဆိုပြီးတော့ပြောပါတယ်နောက်တစ်ခါတော့ကျွန်တော်တို့ဒီနိုင်ငံခြား brand ပစ္စည်းတွေပေါ့နော်ပစ္စည်းတွေဥပမာရေမှွေးတို့ ။နောက်ပြီးလို့ရှိရင်ဒီအိတ်တို့ပြီးလို့ရှိရင်နိုင်ငံခြားကနေပြီးတော့ဒီကြောက်မြက်ယေဒနာတို့။နောက်အဲ့လိုအရာတွေကြောက်မြက်ယေဒနာတော့ကျွန်တော်ရှာဖွေဖန်စီယာခတ်ပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီနိုင်ငံခြားမှာရောက်နေတဲ့ NUG ထောက်ဖို့တော်တော်များများကဒီနိုင်ငံခြား brand ရေမွေးเนาะဒီ make up ပြီးလို့ရှိရင်ဒီလယ်ဆလင်းဘတ်တွေပေါ့เนาะဆလင်းဘတ်မင်းကလေးဘတ်8တွေနောက်ပြီးလို့ရှိရင်တခြားသောဒီ luxury luxury အသုံးဆောင်တွေကို ဈေးတက်တက်တာနဲ့ US တို့ကနေဒါတို့စသဖြင့်နိုင်ငံတွေကနေပြီးတော့မြန်မာနိုင်ငံတွေကိုဒါနည်းနည်းလေးရောင်းချနေတယ်ပေါ့သူတို့ကဈေးတက်တာနဲ့ရောင်းချတယ်ဆိုပေမဲ့လည်းအမြတ်ကတော့အများကြီးဖြစ်တယ်အဲ့ဒီအမြတ်တွေအကုန်လုံးက NUGC ကိုစီးဆင်းမယ်လို့သူတို့ကပြောတယ်နော်အဲ့ဒီအတွက်တို့ကဒါတွေတို့မကြမကြချင်းညားတယ်ဗောနော်ဒီကွန်ပစ်စီရောက်တဲ့ကိစ္စတွေမကြမကြချင်းညားတယ် NUGD စီးဆင်းနေဖြစ်တယ်မစီးဆင်းသည်ဖြစ်ကြီးတို့အခုလုတ်တဲ့လုံနေတဲ့သူတွေကိုယ်တိုင်ဒီဓာတ်တွေလုတ်ပြီးတော့အမြတ်ရနေတယ်ဆိုကြလဲဟိုကနိုင်ငံအတွက်မငြိမ်းချမ်းဘူး အဲ့ဒီအတွက်အဲ့လိုမျိုးပစ္စည်းတွေတရားမဝင်ဘောနော်တရားမဝင်ကုန်သွယ်မှုပေါ့အဲ့ဒါကျွန်တော်တရားမဝင်ကုန်သွယ်ဆိုလို့ရှိရင်အကြီးကြီးတွေပဲလိုက်ကြည့်ကြတာဟာကားတစ်စီးလုံးနော်ဟိုကွန်တိန်နာတစ်လုံးလုံးဒါမှမဟုတ်လို့ရှိရင်လည်းဘလူကားနဲ့တည်တယ်ဘလောက်များတယ်အဲ့လောက်ပဲကြည့်ကြတယ်အခုကစလင်းဘတ်တွေရေမွေးတွေအဲ့လောက်လေးလည်းကြည့်ကြပါအဲ့ဒီဒစိတ်တွေအဲ့ဒီသူတို့ရောင်းနေတဲ့ဒစိတ်တွေကိုကျွန်တော်တို့က record လုပ်ထားရမယ်အဲ့ဒီဒစိတ်တွေရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖြန့်ဝေတယ်ဒီဒစိတ်နဲ့နော်ကွန်ပျူစီတည်ဆောင်တာတွေ့လို့ရှိရင်တွေ့တဲ့နေရာမှာဖမ်း ဘယ်ရောက်ဝယ်တာလဲဘလူးတဲတာလဲတဲတဲ့သူပါဖမ်းအဲ့လိုလုပ်ရမှာဘာကြောင့်လဲဆိုတော့နိုင်ငံတော်အခွန်ဆုံးရှုံးတဲ့နံပါတ်1အဲ့ဒီကနေပြီးတော့ဒီရောင်းလိုက်တဲ့ပစ္စည်းကြောင့်ကျွန်တော်တို့ပြည်တွင်းကနေပတ်စံပြန်ပေးရတယ်အဲ့တော့ကျွန်တော်တို့ပြည်တွင်းငွေလဲဆုံးရှုံးတယ်ပြည်တွင်းငွေမဒေါ်လာဘူပါပြရတယ်ဒေါ်လာဝယ်ပြီးဘူပါပြရတဲ့ခါကျတော့ကျွန်တော်တို့မှာငွေကြေးဆုံးရှုံးမှုတွေအများကြီးနဲ့နာမှုတွေအများကြီးဖြစ်ပေါ်တယ်အဲ့တော့အကြမ်းဖက်ထောက်ပို့ဖြစ်ရလဲရောက်တယ်ပေါ့အဲ့တော့အဲ့လိုမျိုးတွေမတုံးဖို့လဲလိုတယ်တုံးတဲ့သူတွေကိုလဲဖမ်းဆီးရေးယူဖို့လဲလိုပါတယ်နောက်တစ်ရင်းဘိုးကတော့ဒါဘီလင်း မြို့နယ်ထဲမှာရှိတဲ့ဘီလင်းနဲ့ကြီးသွားတဲ့ကားလမ်းပေါ့နော်ဒီကတော့ဒီလမ်းကတော့ဟိုစစ်ကြောင်းလာမှာဆိုလို့သူတို့ဘက်ကိုစစ်ကြောင်းထုတ်มาဆိုလို့အဲ KNU နဲ့သူ့ရဲ့နောက်လိုက်နောက်ပါ PDF အဖွဲ့တွေကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်ဒီတံတားကဘီလင်းနဲ့ကြီးလမ်းပေါ်မှာရှိပြီးတော့အရှိ ပေ80ရှိတဲ့တန်ကူကွန်ကရစ်အမျိုးအစားတရားဖြစ်ပါတယ်။နောက်တဲ့နေ့ဘုတ်ကတော့တောင်ခမ်းဒေသမှာလက်စွမ်းပြနေတဲ့တောင်ခမ်းအဖွဲ့တွေအခုဆိုလို့ရှိရင် ရွှေမော်တော့ကိုတိမ့်မိပါပြီတရချူရပြင်တရချူတိမ့်မိပါပြီဘာပြောအရွေးတွေတော်တော်လေးကောင်းတယ်အခုတောင်ခန်းနေသားမှာအလောင်းနဲ့နဲ့လည်းတော်တော်လေးသိသိရမိခဲ့တယ်လို့ပဲတော်တော်လေးအဆင်ပြေတဲ့အနေအထားရှိတယ်ဆိုတော့ရွှေမော်တော့ကနေပြီးတော့နောင်ချူတီဘလောက်ဝေးသေးလဲဆိုတော့ကားနဲ့ဒီပုံမှန်လမ်းတိုင်းပုံမှန်ရှင်လုံးနဲ့သွားမယ်ဆိုတော့မိနစ်20လောက်တော့သွားရအောင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ချီမိုတော့ဟိုဘက်မှာကန်ကြီးပေါ့နော်ကန်ကြီးဟိုဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆုတ်ပြီးလဲရတဲ့အမြောက်တက်အဲ့ဒီမြောက်တက်တွေပါကြော်သွားတော့မှနောက်ချူကရောက်မှာဒါပဲပြောမကြခင်ဒီလိုတည်ရွရွနဲ့သွားလို့ရှိရင် ကျွန်တော်အစတော့ပြောသလိုပဲအဲတလနှစ်လဒီကြားထဲမှာပဲနောက်ချူတိမ့်ပိုက်မယ်လို့တိမ့်ပိုက်မိသွားမယ်လို့ကျွန်တော်ထင်ပါတယ်နောက်တည်နေဘောတော့ဗမော်ပေါ့နော်ဗမော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပူတော်ဝန်နေပြန်လာတာဖြစ်တဲ့အတွက်နော် KIA ရဲ့အကြောင်းကိုလည်းတော်တော်လေးသိခဲ့ရပါတယ်နော်တော်တော်လေးသိခဲ့ရတယ်ဗမော်ဘလူးစစ်ကူတွေဖြစ်နေလဲဘယ်လမ်းကြောင်းတွေဖြစ်နေလဲဆိုတော့ကျွန်တော်တို့ကြားခဲ့ရပါတယ်သိလည်းသိခဲ့ရပါတယ်အဲ့တော့အခုဗမော်မှာ တော်တော်လေးအခြေအနေစိုးနေတဲ့ KIA PDF တွေက နောက်ကနေတွန်းပို့တယ်အတင်းတွေတွန်းထုတ်တယ်ပြီးတော့မရှိရှိတဲ့အင်အားနဲ့ဖြင့်ညစ်ပြီးတော့ပြည့်ပြည့်တက်နေကြတယ်ကျွန်တော်ကြည့်တယ်အသိစိတ်ကတော့ရှိကြသေးရလားမသိဘူးအသိစိတ်ကကတ်နေကြသေးရလားမသိဘူးဘာကြောင့်လဲဆိုတော့ဒီမှာတလုံးပြီးတလုံးခေါင်းပေါ်ကြာနေတာညာပိုင်းဆိုရင်ညာပိုင်းသူတို့စုဖွဲ့တဲ့နေရာမှန်တယ်မြ120တလုံးကြာလို့ရှိရင်အိမ်တလုံးပြတ်တယ်เนาะအဲ့ဒီအိမ်ထဲမှာသွားစုဖွဲ့တယ်ကျွန်တော်ကြည့်အိမ်တလုံးလုံးပျောက်သွားတယ်အိမ်တလုံးလုံးပျောက်တယ်ကအိမ်ထဲမှာဝင်စုဖွဲ့တဲ့10ယောက်လောက်လည်းပျောက်သွားတယ် အဲ့ဒါအယူအသားတခြားဖြစ်ရင်လည်းဖြစ်သွားမယ်။ဒဏ်ရာရပြီးတည်ပြီးကြံခဲ့လို့လည်းရှင်းရှိမယ်။တစားစီဖြစ်ရင်လည်းဖြစ်သွားမယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးတောင်ကြုံရတယ်။ပြီးခဲ့တဲ့တရက်နှစ်ရက်အတွင်းကဒါဗမော်ဒေသမှာလူမျိုးရေးတပ်ဖွဲ့ဝင်တွေရဲ့ရှင်းလင်းနိုင်တဲ့ area ပေါ့နော်။အများကြီးလိုက်မဟုတ်ဘူးနော်။ရော့ပုံချပြီးလဲချပြီးတဲ့နေရာသွားရှင်းလို့မရဘူး။အဲ့နေရာမှာရန်သူရှိနေသေးတာဖြစ်တဲ့သွားရှင်းလို့မရဘူး။ချင်းချင်းနိုင်တဲ့လောက်တော့နည်းမီရှင်းလင်းလို့ရရတဲ့လောက်ပဲလိုက်ပြီးရှင်းလင်းထားတာဖြစ်ပါတယ်။အဲ့ဒီရှင်းလင်းတဲ့အခြေအနေမှာပဲ ဒါအလောင်း12လောင်းနဲ့လက်နက်ပေါင်းစုံ18လက်ပေါ့နော်အဲ KIA ထုတ်တနက်တွေရောနောက်ပြီးလို့ရှိရင်40မမပုံဖြစ်လောင်ချာတွေရောနောက်ပြီးလို့ရှိရင်ကျွန်တော်တို့တက်ကတိမ်မိထားတဲ့ဒီကျွန်တော်တို့စက်ကလေးတွေပေါ့နော်အဲ့လိုတနက်တွေပါဒါတိမ်စီရမိတာတွေ့ရပါတယ်နောက်တရင်တော့ကျွန်တော်တို့ AA တရင်ပေါ့နော် AA တရင်ကတော့ AA ကစစ်မျက်နှာနှစ်ဖက်ရှိတာပေါ့ ုံးဖက်လောက်ရှိမှာပေါ့တစ်ဖက်ကကြောက်ဖြစ်ဘက်ကိုသွားနေတဲ့ဖက်ရှိတယ်စစ်တူမှာတော့မတိုက်နေဘူးဝိုင်းထားတယ်ပုံနှုံဘက်မှာရှိတယ်အဲ့မှာစုဖွဲ့ပြီးတော့စစ်တူမှာရှိတဲ့တိုင်ရင်တက်ဖွဲ့တွေကိုပြစ်ထည့်တဲ့အဖွဲ့ရှိတယ်ပေါ့နော်နောက်တစ်ဖက်ကအီယာဝတိုင်းထဲမှာရှိတဲ့ဒီလင်းမျက်နှာဘက်ခြမ်းမှာရှိတဲ့အဖွဲ့ပါနောက်တစ်ဖက်ကကြတော့ဒီပထောင်ညောင်ကျိုးမှာရှိတဲ့ဖွဲ့ပေါ့ဆိုတော့သူတို့နေချဲ့လာတဲ့နေရာကစစ်တပ်ရဲ့ထောက်ပံ့ပူဆောင်ရေးလမ်းကြောင်းတွေကိုရောက်ချလာပြီအဲ့တော့လမ်းကြောင်းတွေကိုရောက်ချလာတယ်ဆိုတာက စစ်တပ် defend လုပ်ထားတဲ့နောက်ဆုံးအခြေအနေကသူတို့ထောက်ပံ့ပို့ဆောင်ရေးအနည်းဆက်ဆုံးအကောင်းဆုံးနေရာပဲအဲ့ဒီတော့သူတို့မှအင်အားအပြည့်သုံးရင်သုံးနိုင်မသုံးနိုင်လို့ရှိရင်သူတို့ကဒုက္ခရောက်မယ်အခုဒါလင်းမျက်နှာမှာရှိတဲ့ငကရစ်တောင်ပေါ့နော်ငကရစ်တောင်မြောက်ဆန်းအဲ့ဒီဘက်ချမ်းမှာရှိနေတဲ့ဒါ AED ဆိုလို့ရှိရင်လေဒါ၁၀ကဏန်းဝန်းကျင်တည်ဆုံးတာတွေ့ရတယ်နောက်ပြီးတော့ဒီကြောက်ဖြူမင်းတပ်တောင်မှာရှိတဲ့အဖွဲဒီလေတော်တော်များများတည်ဆုံးတာတွေ့ရတယ်ဘလောက်တောင်ကြမ်းလဲဆိုရင် drop ဘုံကချလိုက်တဲ့ဘုံပေါက်ကွဲမှုကြောင့်တော်တော်ကျွန်တော်မှန်းတဲ့လောက်ဆိုရင်အဲ့တစ်ပင်ကအဲ့အမြင့်နဲ့ เนาะအဲ့ဒီဒီဖြာထွက်နေတဲ့အကိုင်းခတ်တွေရဲ့ပင်စီကိုကျွန်တော်မှန်းမဆိုအနည်းဆုံးကတော့ဒါလုံးပတ်ကိုကကျွန်တော်တို့အနည်းဆုံး၃ပေပတ်လည်လောက်ရှိမဲ့အပင်လောက်ကိုပြတ်ထွက်သွားတယ်ဗောနော်၃ပေပတ်လည်အဲ့လောက်အထက်ပူအများကြီးလည်းများနိုင်တယ်ဗောနော်အဲ့လောက်ကိုပြတ်ထွက်သွားတယ်အဲ့အပင်အောင်မှာခုန်နေတဲ့သူတွေဘာဖြစ်သွားမလဲဆိုတော့တွေးလို့တော့မရဘူးဗောနော်တီကုန်တယ်ဗောလေပြောချင်တာတော့အဲ့လောက်အလုံးရင်းနဲ့တီသွားခဲ့တယ်ဗောနောက်တရင်ဘောကတော့ဒါတက်ကနေပြီးတော့စစ်ကြောင်းထိုးနေတာဒီဖာကန်ဘတ်ချံကိုပေါ့နော်ဖာကန်အခုဆိုလို့ရှိရင်လုံခင်းကိုရောက်သွားပြီ ဲ့ဒီမှာဟိုဝါရဖြတ်မှုတွေထွက်လာတယ်အဲ့ဒါကဒီတက်အနေနဲ့အယက်သားပြည်သူတွေဖမ်းတယ်ပါ냐ဆိုတော့နည်းနည်းလေးသတင်းလေးနောက်ပြန်ဆုတ်ပြီးပြန်ဖတ်ကြည့်လိုက်စမ်းပါအဲ့ဒါကဘာလဲဆိုတော့တက်ကိုဆန္ဒပြတဲ့အဖွဲ့တွေအဲ့ဒီကနေထွက်တယ်နောက်ပြီးလို့ရှိရင် KYP PDF ထောက်ခံတဲ့အဖွဲ့တွေမကြမကြဆန္ဒပြကြတယ်အဲ့ဒီမှာနော်အဲ့ဒါတော်တော်များများကအဲ့ဒီလုံခင်းရပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့လည်းဖန်စီခံရတာဖြစ်နိုင်ပါတယ်ဆိုတော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲနောက်နေ့မှသတင်းတွေပို့ဆောင်အကျိုးစားပြီးတင်ဆက်ပေးပါမယ်ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေခင်ဗျာ ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒတိုက်ရိုက်အကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုက အများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ